ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့တင်ဆက်သူဇော်ရွေးပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလံလေးကတော့ကျွန်တော်ရဲ့အဖိုးပြောပြခဲ့တဲ့အဖိုးရဲ့အဖိုးလက်ထက်တုန်းကဖြစ်ဖြစ်ခဲ့တဲ့တရေဇလံလေးတဘကိုပြန်လေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဖြစ်ဖြစ်ကလွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကဖြစ်ဖြစ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်ကတည်းကလော်ဗီတာရွာလေးကလည်းအခုလိုမတိုးတဲမပြောင်းလေသေးပဲအရန်ကိုခေါင်းနဲ့ရွာလေးတွေရွာသားဖြစ်ပါတယ်တခါတော့ကကြားပြီနေရဲ့လော်ဗီတာလို့ခေါ်တဲ့ရွာတွေရွာမှာ ဆောလွန်နဲ့နန်းရှင်လို့ခေါ်တဲ့လက်မယားနှစ်ယောက်နေထိုင်ခဲ့ကြတယ်ဗျဆောလွန်တို့ဇနီးမောင်နှံဟာရိုးသားစွာနဲ့ပဲတောင်ရအလုပ်ကိုလုပ်ကင်ပြီးတော့ဇနီးဖြစ်တဲ့မန်နန်းရှင်ကလည်းတနိုင်တစ်ပိုင်းဖြစ်တဲ့ပဇွန်ကျော်ဟင်းကိုစီးပွားပြေမဟုတ်ပဲစေတနာရှိထားပြီးတော့ရောင်းလေရှိတာပေါ့မိမကြီးကိုရရဲသွားတော့မယ်နော်အတော်လားအထိုင်ထဂေဥဆက်အောင်အခုမိမကိုဝင်ကြီးနေကွဟုတ်ပါပြီရှင်ရဲ့ရှင်သာဂေဥဆက်ရရဲသွားရဲဆိုပြီးတော့လေဥပမေးအိမ်ရောက်မနေနဲ့ဟုတ်ပါပြီဗျာ ြုတ်လေဘဲကိုမှတော်ရင်မထိုးပါဘူးကဲကဲသွားပြီသွားပြီအဲဒီလိုပြောပြီးတော့စောလွန်ဟာယာရဲကိုထွက်လာခဲ့ပါတယ်စောလွန်တယောက်ယာရဲကိုထွက်သွားပြီးတော့တိတ်မကြခင်မှာပဲဥပမွေတယောက်ရိုင်းချာချာနဲ့လေးခွက်တိုင်နင်းပြီးတော့မန္တန်းရှင်တို့ရဲ့အိမ်လေးကိုဝင်လာခဲ့တယ်ဗျဗဇက်ကလည်းလိတ်တချွန်ချွန်နေပို့ဥပမွေဟာအင်းကြီးဗလာနဲ့အမြဲနေထိုင်တတ်တဲ့သူတယောက်ဖြစ်ပြီးတော့မုံမလင်ကိုပလင်းဆိုတဲ့အယက်သမားတယောက်သာဖြစ်ပါတယ်ဟေးနန်းရှင်နင့်လူစောလူရောဘဲသွားလေမမြင်မလား ဟုတ်တယ်ဥပမွေဥပမွေရှိလေးတင်မယ်ယာရဲထွက်သွားပြီငါတူမနင်းဖိုက်ကြီးကတနေ့တခြားပိုပိုဖောင်းဖောင်းလာတယ်နော်ဂေယူဆိုင်ကိုမွေးရင်လေတားလေးပဲမွေးဖောင်းဆိုပြောမနေနဲ့တော့ဥလိရေမွေးလာတယ်ရှောက်နေပြီလေတားလေးတွေမွေးရမှာကြောက်တာပဲတော်တော်ကြာဥပမွေနဲ့သွားတူနေမှာဘာကြီးကစတာပါကွယ်ကဲကဲဖြင်းနေခွဲစရာရှိရဲ့မလားဘာကြီးမွေးကူပေးမယ် ။ဥပမွေးဟာအယက်သမားတယောက်ဆိုပေမဲ့လေစေတနာအယံကောင်းပြီးတော့သဘောထားအယံကြီးလို့နဲ့လူကြီးတယောက်သာဖြစ်တယ်ဗျ။အဲဒါကြောင့်လဲဥပမွေးဆိုရင်ရွာထဲမှာရှိတဲ့ကလေးလူကြီးပါမကခွေးပါမကြံချစ်ခင်ကြတာပေါ့။ဒီလိုနဲ့မနေ့စေနိုင်လောက်ကိုထိုးတဲ့အချိန်မှာတော့မနန်းရှင်လေဥပမွေးကိုထမင်းကျွေးဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်။နောက်ပြီးအရှိကကွက်ပြေးလေးတစ်ခုပေါ်မှာမျက်ရောက်သားထိုင်ရင်စကားစမြည်ပြောဆိုနေခဲ့ကြတယ်ဗျ။ ။ဥပငွေဟာချေးချရတဲ့သူတယောက်ဖြစ်ပြီးတော့သူတိတိမျှတတမျှအရာအလုံးကိုပြောဆိုနေခဲ့ပါလေ။မန္တန်ရှင်ကလည်းဥပငွေပြောတဲ့များကိုစိတ်ဝင်စားနဲ့နားထောင်နေခဲ့တာပေါ့။ဒီလိုနဲ့စကားကောင်းနေကြရင်ညနေစောင်းလာပြီးတော့နေမင်းကြီးဟာလည်းမုတ်ကိုစောင်းဝိုင်းကြီးတွေကိုတဖြည်းဖြည်းနဲ့ဝင်သွားခဲ့တယ်ဗျ။အဲဒီအချိန်မှာတော့ဥပမွေလေးဂျွားရဲ့တောင်ဘက်မှာရှိနေတဲ့ချောင်ရိုးလေးရဲ့မှာငါးဖမ်းဖို့အတွက်အိမ်ကိုပြန်သွားခဲ့ပါတော့တယ်။ ။ဥပမာငွေပြန်သွားပြီတဲ့နောက်သိမကြခင်မှာပဲဆောလူကအိမ်ကိုပြန်ရောက်လာခဲ့တယ်ဗျ။သူပြန်လာတဲ့အချိန်အားလူရိတ်လူရောင်တော့မကွဲတော့ပဲအတော်လေးကိုမောင်းနေခဲ့ပြီပဲဖြစ်ပါတယ်။မန္တန်ရှင်လည်းခင်မိုးတဲ့ပြန်လာရင်အတင်းစားဖို့အတွက်ထမင်းဟင်းတွေကိုဇဝဲကုံလေးပေါ်မှာခုခတ်ထားလိုက်တယ်ဗျ။အဲဒီနောက်လမယားနေရဟာခုခတ်ထားတဲ့ထမင်းဟင်းတွေကိုစားတောက်ပြီးတော့အိမ်ရှိကကွက်ပြစ်လေးပေါ်မှာခဏတာထမင်းလုံးစီလိုက်ကြတာပေါ့။တနေ့ကုန်သူ့အလုပ်ကိုအလုပ်အလုပ်ကိုစီနဲ့ပင်ပန်းနေကြတဲ့ ကိုစောလူနဲ့မန္တန်းရှင်တို့ဇနီးမောင်လဲအဲ့ဟာစောစောဝင်ခဲ့ကြတယ်ဗျဒီလိုနဲ့မနက်ခင်းတစ်ခုကိုရောက်တဲ့အခါမှာတော့စောလူအလုံးမသွားခင်အင်းရှိမှရှိနေုံအချိန်မှာပဲဂျွာတွေကနမ်းမြင်လွန်းလို့ခေါ်တဲ့အမျိုးသမီးတယောက်ဟာစောလူတို့အိမ်ထဲကိုအပြေးကလေးဝင်လာခဲ့ပါတယ်အဲဒီနောက်မှာတော့သူမဟာမနေ့ညတော့ကဥပန်ဝေးတယောက်ချောင်းရိုးထဲမှာရင်းနှီးတေးဆုံသွားပြီလို့ဆိုကမောဟိုက်တန်နဲ့အတူပြောလိုက်တာပေါ့ ဇော်လူနဲ့နန်းရှင်တို့ရဲ့အပေါ်ကိုအလွန်တန်ရောစင်ကြီးမာတဲ့ဥပါမွေတယောက်လူလောကကြီးတွေကထွက်ခွာသွားပြီဆိုတဲ့တဲ့င်းကိုကြားလိုက်ရတဲ့အခါမှာတော့ဇော်လူနဲ့နန်းရှင်တို့လည်းကြက်တီတေးသွားခဲ့ရပါတော့တယ်။အဲဒီနောက်မှာတော့ဇော်လူလည်းဂျာလေးကိုမသွားတော့ဘဲဥပါမွေရဲ့အတူပါရှိရာကိုသာသွားခဲ့တာပေါ့။နန်းရှင်ဟာလည်းကိုဝင်အရင်အမကြီးနဲ့လို့ဆိုပေမဲ့လည်းသူမတို့ရဲ့အပေါ်အလွန်တန်ရောစင်ကြီးလို့နေဥပါမွေရဲ့နောက်ဆုံးခရီးကိုတော့လိုက်ပို့ပေးခဲ့သေးဗျ။ဥပါမွေရဲ့ရော့အလောင်းကြီးဟာအခေါင်တော်ကြီးရဲ့ဘေးမှာရှိနေပြီးတော့ အပြင်ဘက်မှာလည်းဥပမွေးရဲ့ဓာတ်ပုံတစ်ပုံကိုအခောင်းရဲ့ရှင်မှာချထားခဲ့ပါတယ်။အဲဒီနောက်တန်ဃာတော်တွေကလည်းပိဋိတရားတော်တွေကိုဟောကြားပေးလိုက်ကောဥပမွေးရဲ့ဇာပနာဟာပြီးဆုံးသွားခဲ့တာပေါ့။ဒီလိုနဲ့နောက်တစ်နေ့မနက်ကိုရောက်တဲ့အခါမှာတော့ဇောလူလေးပုံမှန်အတိုင်းပဲယာရဲကိုထွက်သွားခဲ့တယ်ဗျ။ရန်ရှင်ကတော့အင်းရှိကကွက်ပြည်လေးပေါ်မှာနေထိုင်ပြီးတော့ဥပမွေရဲ့အကြောင်းလေးကိုစဉ်းစားရင်စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။အဲဒီနောက်အချင်းအနေငယ်လောက်ကြာတဲ့အခါမှာတော့ နန်းရှင်တယောက်ဘိုက်တွေအရန်အောင်လာပြီးနာကျင်စွာနဲ့ခံစားလာရပါတော့တယ်။နောက်ပြီးနန်းရှင်ဟာအလွန်ကြေလောင်စွာနဲ့အော်ဟစ်ညင်းညွင်ကျမ်းပြေဘောကိုလဲကြသွားကတတိမီမျိုးသွားခဲ့တယ်ဗျ။ဒိုစင်မှာပဲယာရဲကပြန်လာကအိမ်ရှိကိုရောက်နေပြီဖြစ်တဲ့စောလူလေးဇနီးဖြစ်သူရဲ့အတန်းကိုကြားလိုက်ရတာကြောင့်အိမ်ထဲကိုအမြန်ပြေးဝင်လာခဲ့တာပေါ့။အိမ်ထဲကိုရောက်တဲ့အခါမှာတော့ကျမ်းပြေဘောမှာလဲကြတတိမီမျိုးနေတဲ့ဇနီးဖြစ်သူနန်းရှင်ကိုမြင်လိုက်ရပြီးအိယာဘောကိုမင်းရပြောင်းလိုက်ခါ ဂျွာတော်မိုင်းကလက်တဲ့ဒေါ်နန်းစင်ကိုတွားခေါ်ခဲ့ပြီဗျအဲနောက်နန်းစင်ဟာလည်းဒေါ်ကကြီးကိုအန်တူညမမင်းကိုစိန်ခေါ်ပြီးတာအူလေးကိုအောင်းအောင်းမြင်မြင်နဲ့ပဲမွေးဖွားနိုင်ခဲ့ပါတော့လေနန်းရှင်တယောက်အတော်လေးကိုပင်မန်သွားခဲ့ရာကြောင့်ဒါလေးကိုဘေးမှာတိတ်ပြီးအနားယူနေခဲ့ပါတော့လေ ်လက်တဲ့ဒေါ်နန်းစိန်ကတော့မိဖွားနေစဉ်ပေးစွမ်းသွားတဲ့ကြံပြင်ကိုရေပန်တိုက်နေကြတယ်ဗျတကယ်လို့သာအဲ့ဒီအညစ်အကြေးတွေကမပြောင်းမစင်ပဲကြံရှိနေခဲ့တယ်ဆိုရင်တော့မကောင်းတဲ့နာနာဘဝတရေမိစာတစီတွေဟာအိမ်လေးကိုရောက်လာတက်ပြီးတော့တားနဲ့ကလေးမိခင်ကိုဒုက္ခပေးတတ်ကြတယ်လို့အဆိုလဲရှိခဲ့ပူတယ်ဗျဇော်လူကလည်းကလေးရဲ့အချင်းဟိုးကိုအိရှိကရေအိုးတွေရဲ့အနားမှာအသေးအချာမြုပ်ထားလိုက်တာပေါ့။လော်ပီတာရွာလေးရဲ့ထုံးတန်းအစင်လာရ နွေရာသီကိုရောက်ပြီးဆိုရင်အဲရှိမှာအညာလုံးပေါက်မိခင်ဆောင်ရလေးရှိပါတယ်။နန်းရှင်ကလည်းကလေးကိုဘေးမှာတိတ်ထားပြီးအဲရှိကအစင်းလေးပေါ်မှာလဲလျောင်းနေခဲ့တာပေါ့။အဲနောက်စောလူကလည်းနန်းရှင်ရဲ့ဘေးမှာလာထိုင်လိုက်ပြီးဇနီးမောင်နှံနှစ်ယောက်သာကင်းဆောင်နေခဲ့ကြပါတယ်။ဒိုးစင်မှာပဲနန်းရှင်တယောက်မိခင်နဲ့ဆိုသလိုအိပ်ပျော်သွားခဲ့တယ်ဗျာ။ဒီလိုနဲ့မနေ့ဆက်နှစ်နှစ်လောက်ကိုထိုးတဲ့အချိန်မှာတော့အေးစတဲ့လင်းချင်းလေးဟာဖြင်းကနေဆိုသလိုတိုက်ခိုက်လာခဲ့တာပေါ့အဲဒါကြောင့်ပဲနန်းရှင်တယောက်အဲ့ရကားနေနိုးထလာပြီ ခင်မုန်းဖြစ်သူကိုတစ်ချက်လှည့်ကြည့်လိုက်တယ်ဗျဘိုးခါမှာတော့စောလူဟာနန်းရှင်ရဲ့ကောင်းဝဲမှာရှိနေသေးပြီးအိတ်ငိုက်နေတာကိုမြင်လိုက်ရပါတော့တယ်အဲအကြောင်းနန်းရှင်လေခင်မုန်းဖြစ်သူဟာမနခင်အလုတ်သွားရမှာဖြစ်တာကြောင့်စောလူကိုအိမ်ထဲမှာသွားအိတ်ဖို့အတွက်ပြောလိုက်တာပေါ့ယောက်ျားဖြစ်သူစောလူဟာလည်းဇနီးတဲ့ရဲ့အနာမှာအတူရှိနေသေးခြင်းပေမဲ့မနခင်အလုတ်သွားရအောင်မှာဖြစ်တာကြောင့်ဒါလီကိုပွေကြီးကအိမ်ရဲ့ပုဂ္ဂိုလ်တက်သွားခဲ့ပါလေအဲဒီနောက်မှာတော့နန်းရှင်လေအိမ်ရှိကဆင်းလေးပေါ်မှာပဲပြန်ပြီးတော့အိတ်လိုက်တယ်ဗျာ ဒီလိုနဲ့ပဲအချိန်အနည်းငယ်အောင်ကြာလာပြီးမိကနဲဆိုသလိုအိပ်ပျော်ကနီးကိုရောက်တဲ့အချိန်မှာတော့သူမရဲ့နားထဲမှာတရှက်ရှင်နေသွာလာနေတဲ့ခြေတံတခုကိုကြားလိုက်ရတယ်ဗျထိုခါမှာတော့နန်းရှင်လေအိယာကနေထားလိုက်ပြီးအတန်လာယာကိုလှမ်းကြည့်လိုက်တာပေါ့အဲဒီတန်ကအင်းရှိကနေလာနေတာဖြစ်ပြီးတော့နန်းရှင်တို့ရဲ့အင်းရှိမှလည်းအရေးတခုကိုတွေ့လိုက်ရပါတယ်အင်းရှိကဘာလို့လဲ နန်ရှင်ကအဲဒီလိုမေးလိုက်ပေမဲ့လေဒဇွန်ရီယာမှပြန်မဖြေခဲ့ဘူးဗျ။အဲဒီနောက်လေးဘက်ထောက်လာနေတဲ့အကောင်တကောင်ကပေါ်လာပြီးသိမကြခင်မှာပဲမတ်တဲရိုက်လိုက်တာပေါ့။ဒီခါမှတော့အဲဒါကလူတစ်ယောက်ဖြစ်နေတာကိုမြင်လိုက်ရပြီးမြည်သူမြည်ဝါဆိုတာကိုတော့တက်တက်ခွေခွေမမြင်ရဘူးဗျ။ဒီလိုနဲ့အနာကိုရောက်လာပြီးတေချာကြည့်လိုက်တဲ့အခါမှာတော့အဲဒီသူကတလောကမှာတည်ဆုံးသွားတဲ့အဖွားပီဖြစ်နေခဲ့ပါလေ။အဖွားပီရဲ့သဘေးနီးဟာပွေပွားနေပြီးတော့စူးရှတဲ့မျက်လုံးတွေနဲ့နန်းရှင်ကိုကြည့်တာကြောက်စရာကောင်းတဲ့အတန်တွေနဲ့အော်ရဲလိုက်တယ်ဗျ။ မိဖွားပြီးသွေးနုသားနုဖြစ်နေတဲ့နန်းရှင်လေအဲဒီလိုတဲမကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့တဲလူမတဲကြောက်လန့်သွားပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့တာပေါ့သူမရဲ့ဗဇက်ကနေလဲခင်မုံဖြစ်သူကိုအော်ခေါ်နေခဲ့တာပေါ့ဒါပေမဲ့လည်းနှုတ်ကတော့ဘာတမ်းမှထွက်မလာခဲ့ဘူးဗျအဲဒီနောက်တဲမကြီးအဖွားပြီးဟာနန်းရှင်ရဲ့အနားကိုကတ်လာပြီးရှည်လျားတဲ့ရှာကြီးကိုထုတ်ခါအသွေးအသားတွေကိုအနှံခံလိုက်ပါတော့လေထို့စင်မှာပဲရုတ်တရက်တစုံတစ်ယောက်ကရောက်လာခဲ့ပြီးတော့တဲမကြီးအဖွားပြီးကိုခြေစုံကန်လိုက်တယ်ဗျ အဲဒီကန်ချက်ရဲ့နောက်မှာတော့အဖွားပြီးဟာအဝေးတနေရာကိုလွန့်ဆင်သွားပြီးနန်းရှင်တယောက်အဲဒီလူကိုတေချာကြည့်လိုက်ပါတော့တယ်။ဘိုးခါမှာတော့အဲဒီလူကတခြားသူဟုတ်မနေပဲမနေ့ကမှတေဆုံးသွားတယ်။ဘာကြီးမွေဖြစ်နေတာကိုမြင်လိုက်ရတာပေါ့။ဟမ်ဘဘကြီးမွေအဲတမီဘာတမီဘာမှမဖြစ်တော့ဘာကြီးမွေရောက်လာပြီ။အဲဒီနောက်မှာတော့ဘာကြီးမွေဟာအဖွားပြီးကိုနှင်းထုတ်တိုက်ခိုက်လိုက်တယ်ဗျ။ထိုစမှာပဲအိမ်ထဲကနေပြီးတော့ကလေးရဲ့ငိုတန်ကပေါ်ထွက်လာခဲ့ပါတယ်။ တရေမာကြီးအဖွားပြီလေကလေးရဲ့ငိုတန်းကိုကြားလိုက်ရတဲ့အခါမှာတော့တရေကြီးဘာကြီးမွေးကိုဆက်မတက်ခိုက်တော့ပဲကလေးရှိရာအိမ်အပေါ်ကိုခုန်တက်သွားခဲ့ပါလေဖိုးခါမှာတော့တစေကြီးဘာကြီးမွေးလေအရင်လှေကားတင်နာကိုပြေးခုန်သွားပြီးတရေမာကြီးအဖွားပြီကိုထပ်မံတိုက်ခိုက်လိုက်တယ်ဗျာဒီလိုနဲ့အချိန်အတော်ကြာလာတဲ့အခါမှာတော့အဖွားပြီဟာရှုံးနေသွားပြီးအိမ်ရောက်ကိုလွန်ဆင်သွားခဲ့တာပေါ့ ။အဲဒီနောက်မှာတော့တဖြည်းဖြည်းချင်းနဲ့ပဲတဲမာကြီးအဖွာပြီးဟာထိုနေရာကနေပျောက်ကွယ်သွားခဲ့ပါတယ်။ဒူးမလေးဘာကြီးမွေးမရှိတော့တဲ့အချိန်မှာလိမ့်လိမ့်မမာနေကြတော့ပြီးတော့ဘာကြီးမွေးတူမလေးတို့ဇနီးမောင်နှံများကိုအမြဲတည်းရာနေမှာပါ။အဲဒီလိုပြောပြီးတော့တဲကြီးဘာကြီးမွေးလဲနေရာကနေပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့မနက်ခင်းကိုရောက်တဲ့အခါမှာတော့ခင်မင်းဖြစ်သူကိုစောလူတယောက်အဲအောင်ကိုဆင်းလာခဲ့ရဲ့ဗျာ။ အင်းရဲ့အောက်မှာတော့နန်းရှင်ဟာနိုးနေပြီဖြစ်ပြီးစောလူကိုမြင်လိုက်ရတယ်ဆိုရင်ပဲမနန်းရှင်တယောက်ညာတော့ဟာအဖြစ်အပျက်ကိုပြောပြလိုက်ပါတော့တယ်။အဲဒီနောက်စောလူတို့ဇနီးမောင်နှံလေးနန်းရှင်နဲ့ကလေးရဲ့အသက်ကိုကဲ့တင်ပေးခဲ့တဲ့ဘာကြီးမွေးရဲ့အုပ်ကိုရှိရာကိုတွားခဲ့ကြပြီးအမြအတန်ပေးဝေလိုက်ကြပါတော့တယ်။တယောက်စကားတယောက်နာဆိုသလိုဒီအဖြစ်အပျက်ကတရွာလုံးကိုနာမည်ကြီးသွားခဲ့တယ်ဗျ။နောက်ပြီးထိုအချင်းအားနေစပြီးတော့လေတဲမကြီးအဖွားပြီးဟာတရွာလုံးကိုခြောက်လှန်နေခဲ့ပါတော့တယ်။ အဲဒီလိုချောင်းလန်နေတဲ့အချိန်တိုင်းမှာလေတရေကြီးဘာကြီးငွေကပေါ်ပေါ်လာပြီးတော့ခြေကနေပဲကာစီပေးလေရှိတယ်ဗျဒီလိုနဲ့အစုံးမှာတော့ရွာသူရွာသားတွေလေဘာကြီးငွေသာမကအဖွားပေးရဲ့အုပ်ကူရှိရာကိုပါသွားပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ခါအမြအတန်ပေးဝေလိုက်ကြပါတော့တယ်အဲဒီချိန်ကနေစပြီးတော့ကေအာဘီနေမှာရှိတဲ့လော်ဘီဒါရွာလေးဟာလေဘာချောင်းလန်မှုမျိုးမှထပ်မကြုံတွေ့ရတော့ပဲပုံမှန်အတိုင်းသာပြန်ဖြစ်သွားခဲ့တယ်ဗျ ဒီဇလန်လေးကတော့ကျွန်တော်ငငယ်ကအဖိုးပြောပြခဲ့တဲ့အဖိုးရဲ့အဖိုးလက်ထက်တုန်းကဖြစ်ဖြစ်ခဲ့တဲ့တရေဇလန်လေးကဖြစ်ပါတယ်။ရိတ်တကြီးတို့လည်းကြိုက်နေတယ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျ။အခုလိုတရေဇလန်လေးကိုနားဆင်ရတာကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe ပြုလုပ်ထားပြီးတော့အသည့်တင်တိုင်းသိရအောင်လေဘေးနားက notify ခေါင်းလောင်းလေးကိုပါနှိပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်။အစုံအ í နားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးဝဲကျေးဇူးတင်ရှိပါတယ်လို့ပြောချင်ပေမယ့်ဇလံလေးကိုအစုံတန်လိုက်ပါတယ်နော်